မြစည်းမပြည်သက်တွေအားလုံးပဲမင်္ဂလာပါဒီဇင်ဘာလ3ရက်နေ့ည9:00နာရီတမြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့မိုးမိတ်မြို့ကိုရောက်ရှိတက်ဆွဲနေတဲ့စစ်ကော်မရှင်တပ်ကမြို့ခံတွေကိုပြန်လာဖို့ဖိအားပေးနေတဲ့သတင်းရွှေကုတ်ကိုကိုဝင်စည်းထားတဲ့စစ်ကော်မရှင်တပ်ကကြားဖြန့်အဆောက်အဦတလုံးကိုဖြိုချတဲ့သတင်းတောင်တာမှာစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးပြီးနေအိမ်60ကျော်ကိုမိရှို့ဖျက်ဆီးတဲ့သတင်း UK မှဒေါက်တာဆမ်းမြင့်ဦးဆောင်သုတေသနပြုတဲ့ပါပီလွန်နီးပညာသုံးကုထုံကစအိုကင်ဆာကိုမခွဲစိတ်ရပဲကုသပေးနိုင်တဲ့အကြောင်းနဲ့တရုတ်နိုင်ငံသားတွေကိုရက်30အထိဗီဇာမလိုပဲရုရှားကိုပူတင်ဝင်ဝင်ပြုတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရည်ကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမိုးမိတ်ကသတင်းနဲ့ဆက်လက်အောင်ပါ မုံမိတ်မြို့အတွင်းဝင်ရောက်လာတဲ့စစ်ကော်မရှင်တပ်တွေကနေအိမ်တွေထဲမှာတက်ဆွဲနေပြီးဒေသခံတွေကိုလည်းမျိုးရဲပြန်ဝင်ကြဖို့ဖိအားပေးနေပါတယ်။စစ်ကော်မရှင်တပ်တွေဟာမုံမိတ်မြို့ရပ်ကွက်တွေကနေအိမ်အများစုမှာရှိနေတယ်လို့မြို့ပြင်ဘက်မှာစစ်ဆောင်နေရသူတူကပြောပါတယ်။ကျမတို့ရပ်ကွက်ထဲကအိမ်တိုင်းမှာဖြူဟာမှုကဝင်နေတယ်။အိမ်တတော်များများကိုဝင်နေကြတာနောက်ပြီးတော့မြို့ကနေထွက်သွားတဲ့သူတွေကိုပြန်လာခိုင်းနေတယ်မပြန်ရဲကြဘူးလို့မုံမိတ်မြို့ကန်တူကလူလူຫນွေဦးတည်ထောင်တာကိုပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာနိုမာလာ25ရက်နေ့လယ်ပိုင်းကစပြီးမူမိတ်မြို့အတွင်းကိုကားတွေနဲ့ဝင်ရောက်လာတာဖြစ်ပါတယ်။မူမိတ်မြို့ပေါ်မှာရက်ကွက်10ခုရှိပြီးဒေသခံ3ပုံ2ပုံကတော့မြို့ကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။နေတိုင်းလေရင်ဝဲတယ်တိုက်ပွဲဖြစ်မှာဆိုတဲ့သတင်းတွေကလူတိုင်းပြောနေကြတယ်လို့ဒီကနေ့ဒီဇင်ဘာလ3ရက်နေ့အခြေအနေကိုမုံမိတ်မြို့ကန်တူကလူလူမျိုးသတင်းဌာနကိုပြောထားပါဗျ မူမိန်မျိုးဟာကချင်လူလက်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့မဘိန်းမျိုးနယ်နယ်လဲဆက်ဆက်နေပါတယ်။မူမိန်မျိုးနယ်အနီးမှာ KIA တပ်ရင်း34ရှိနေပြီးလက်ရှိအချိန်ထိစစ်ရေးပြင်ဆင်ထားမှုမရှိပေမဲ့တကယ်လို့တော်လိုင်းအင်အားစုတွေကစစ်ကော်မရှင်တပ်တွေကိုတိုက်မယ်ဆိုရင်အခုညီပေးသွားဖို့ရှိမယ်လို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောထားပါတယ်။ ပြီးခဲ့တဲ့နိုမာလာ30ရက်နေ့ကလည်းမိုးကုန်းနဲ့မိုးမိတ်ကြားမှာစစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲတွေဖြစ်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ရွှေကုတ်ကူကကြားဖြန့်အဆောက်အဦတလုံးစစ်ကော်မရှင်တပ်ဖြိုချတဲ့တဲ့နဲ့ဆက်ရအောင်ပါ။ KIA နယ်ကြားဆောင်တပ် BGF ထိန်းချုပ်နေမြေရွှေကုတ်ကူမြို့တက်ထဲကအထက်မြင့်အဆောက်အုံတလုံးကိုစစ်ကော်မရှင်တပ်ကဒီကနေ့နေ့လယ်ပိုင်းမှာမိုင်းခွဲပြီးဖြိုချလိုက်ပါတယ်။ 15ထက်အမြင့်ရှိတဲ့အဲ့ဒီအဆောက်အုံဟာရွှေကုတ်ကိုမြို့တစ်ထဲကစစ်တပ်ကချိတ်ပိတ်တယ်လို့ကြေညာခံရတဲ့အဆောက်အုံတရာကျော်ထဲမှာပါဝင်ပါတယ်။ဖြိုချခဲ့တဲ့အဆောက်အုံဟာကြားဖြတ်လုပ်ငန်းလဲပတ်ခဲ့တဲ့တိုက်လို့လည်းသိရပါတယ်။စစ်ကော်မရှင်တပ်ကသူ့ရဲ့လက်ဝေခံကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားရာရွှေကုတ်ကိုမှရှိတဲ့ကြားဖြတ်လုပ်ငန်းကွင်းတွေကိုနိုမာလာ18ရက်နေ့မှာဝင်ရောက်စီးနင်းခဲ့တာပါ။ အဲ့ဒီနောက် online ငွေလိမ်လုပ်ငန်းတွေကိုဝင်ရောက်စီးနှင်းပြတာနိုင်ငံသား online ငွေလိမ်လုပ်သားတွေကိုဖမ်းဆီးပြတာလုပ်ငန်းခွင်အဆောက်အဦ132လုံးကိုချိတ်ပိတ်တာတွေပြုလုပ်ခဲ့ပါတယ်။ KK ဘက်ကစစ်ကော်မရှင်တပ်ဝင်ရောက်စီးနှင်းချိန်ကအဆောက်အဦတွေကိုဖျို့ချဖျက်ဆီးတာတွေကိုရဲစပ်ပတ်ကြော်ကြာပြုလုပ်ပြီးမှသာချိတ်ပိတ်တာတွေကိုပြုလုပ်ခဲ့တာပါ။ဒါပေမဲ့ရွှေကုတ်ကူကိုဝင်စည်းရမှာတော့ချိတ်ပိတ်တာတွေကိုပဲပြုလုပ်ခဲ့တဲ့အတွက်ပြည်သူတွေနဲ့ရွာကန်တွေအကြာ ပြန်လည်အသုံးပြုဖို့ရည်ရွယ်ထားတဲ့ဆိုတဲ့ဝေဖန်ချက်တွေမြင့်တက်လာခဲ့ပြီးတဲ့နောက်အခုလိုဖြိုချမဲ့အစီအစဉ်ရုပ်ရည်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။တဆင့်ထတ်ထိုးလုံးပြတာပထမတော့သူချိတ်ပိတ်ပြတယ်လူတို့ကလှောင်ကြတယ်သူတို့ပြန်လုံအောင်မှာပဲဆိုတာသိနေကြတာပဲကိုအခုတော့တခြားနေရာတွေကနေလဲပတ်နေတာပဲလေအခုကျတော့တဆင့်ထတ်ထိုးပြီးကျွန်တော်တို့တကယ်ဖြည့်ဆည်းပြစ်တာပါနှိမ်နှင်းပြစ်တာပါပုံစံမျိုးဖန်တာလို့သတင်းမြစ်တူကမျက်စိမှောက်ပြောပါတယ်။ လက်ရှိမှာရွှေကုတ်ကူကိုစစ်ကော်မရှင်တပ်သားတွေကဝင်ရောက်ထိန်းချုပ်ထားပြီး BGF နဲ့အတူလှုပ်ရှားသွာလာမှုတွေရှိနေတယ်လို့သတင်းမြစ်တူကပြောပါတယ်။ရွှေကောက်ပွဲပြီးမှပဲစစ်ကော်မရှင်တပ်သားတွေပြန်လည်ဆုတ်ခွာနိုင်ကြောင်းလည်းသတင်းမြစ်ကတုံ့တက်ပါတယ်။စစ်ကော်မရှင်တပ်ကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ့်နှင်းနေပေမဲ့သူတို့အဓိကထိန်းချုပ်ထားရာမြရီမြို့နယ်အတွင်းမှာတော့အွန်လိုင်းငွေလိမ်လုပ်ငန်းခွင်အသစ်တွေဆက်လက်ပေါ်ပေါက်နေပြီးဒီကနေ့မနက်ပိုင်းအထိအွန်လိုင်းကနေတဆင့်လူခေါ်နေတာကိုတွေ့ရပါပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတောင်သားကတရင်ကို ပြောပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သားမြို့နယ်ပဲခင်းကျော်ကြီးွာကိုစစ်ကော်မရှင်တပ်စစ်ကြောင်းထိုးဝင်ရောက်စီးနှင်းကမီးရှို့တဲ့အတွက်နေအိမ်64လုံးမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကသိရပါဗျ။ဒီဇင်ဘာလ2ရက်နေ့မနက်7:40မိနစ်ဝန်းကျင်မှာတောင်သားမြို့ကထွက်လာတဲ့အင်အား100ပါးစစ်ကြောင်းကကြီးွာအတွင်းကိုဝင်ရောက်မီးရှို့သွားတာလို့ဒေသခံသတင်းမြစ်တူကပြောပါဗျ။ စစ်ကော်မရှင်တပ်သားတွေမဝင်ခင်ကတည်းကဒရုန်းနဲ့ပုံတိတွေချပြီးမှဝင်လာတာအဲ့ဒီကတည်းကမိကဆလောင်နေပြီးရွာထဲရောက်တာနဲ့မိတန်းရှိုးတာပဲနိုင်ဝက်ကျော်လောက်ပဲကြားတယ်ပြီးတော့မြို့ထဲပြန်ဝင်သွားတယ်လို့ဒေသခံတူကပြောပါတယ်စစ်ကော်မရှင်တပ်ဖွဲ့ဟာနိုမလာ29ရက်နေ့ကတည်းကစတင်လို့တောင်တာမြို့နဲ့နှစ်မိုင်ပတ်လည်အကွာဝင်းကျင်ကခြေရွာတွေကိုနေမြေရှင်းလင်းပုံစံနဲ့လှုပ်ဆောင်နေတာလို့ဒေသခံတရင်မြေကဆိုပါတယ်29ရက်နေ့ကစပြီးတော့ တောင်တာမြို့ရဲ့အနောက်ချမ်းတောင်ချမ်းကနေအရှိချမ်းထိလှည့်ပြီးရှင်းလင်းလို့တာအခုပဲကင်းကျော်ကမြို့ရဲ့အရှိချမ်းမှာရှိတာအဓိကတော့ရွေးကောက်ပွဲအတွက်လှုပ်တာလို့ထင်တယ်လို့သတင်းမြေကပြောပါတယ်။လက်ရှိအချိန်မှာပဲကင်းကျော်ကြီးရွာကစစ်ဘေးရှောင်ပြီးပြည်သူတွေအတွက်အခုညီတွေလိုအပ်နေပြီးဒေသခံရွာသူရွာသားတွေကိုကြီးရွာအတွင်းပြန်လည်ဝင်ရောက်ခြင်းမပြုဖို့တော်လိုင်းတပ်ဖွဲ့တွေကတားဆီးထားတယ်လို့သိရပါတယ်။တောင်တာမြို့နယ်အတွင်းမှာစစ်ကော်မရှင်တပ်ဖွဲ့က အင်အား900အထိအသုံးပြုပြီးလှည့်လည်နေတဲ့အတွက်ဒေသခံပြည်သူတွေစိတ်ရည်တည်ရှိကြဖို့လေလူမှုလှုပ်ရှားမှုကော်မတီတောင်းတာကအသိပေးထားပါတယ်ခင်ဗျာနောက်ဆုံးသတင်းအနေနဲ့ UK ကဒေါက်တာဆန်းမြင့်ဦးဆောင်သူတေသနာပြုတဲ့ပပီယွန်နီးပညာသုံးကုထုံးကစိုးအိုကင်ဆာကိုမခွဲစိတ်ရပဲကုသပေးနိုင်တဲ့အကြောင်းကိုပြောပြမှာပါ အင်္ဂလန်မှာရှိတဲ့ Clutter Breaks Cancer Center Anishas Foundation Trust ကဦးဆောင်ပြုလုပ်ခဲ့တဲ့သုတေသနကြောင့် UK မှာရှိတဲ့ဆိုးကင်ဆာဝေဒနာရှင်တွေဟာခွဲစိတ်เสียရမလို့ပဲယောဂါကုသနိုင်ပြီဖြစ်ပါတယ်။ National Institute for Heart and Care Excellence Nice ကနေထုတ်ပြန်ခဲ့တဲ့လမ်းညွှန်ချက်အသစ်တွေအရအချိတ်အရွယ်စား3စင်တီမီတာအောက်မှာရှိတဲ့ခွဲစိတ်နိုင်တဲ့အစောပိုင်းအဆင့်ဆိုးကင်ဆာဝေဒနာရှင်ကျန်းမာကြံ့ခိုင်တဲ့လူနာတွေဟာ ခွဲစိတ်เสียရမလို့တဲ့ကုသမှုကိုရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ခွဲစိတ်เสียရမလို့တဲ့အဲ့ဒီကုသမှုမှာပါပီယွန်လို့ခေါ်တဲ့တခြားကုတုံးတစ်ခုလည်းပါဝင်ပါတယ်။အဲ့ဒီနည်းနဲ့ကုသမှုမှာအောင်မြင်ရင်နောက်ပိုင်းမှာခွဲစိတ်မှုပြန်လည်ပြုလုပ်နိုင်ပါတယ်။လူနာတွေဟာခွဲစိတ်မှုမလုပ်ရတဲ့အတွက်18နဲ့ကျင်ကြီးစွန်ဖို့စတိုမာခေါ်1ဘိုက်ပေါက်ဖောက်ဖို့မလိုတော့ပါဘူး။ပါပီယွန်ကုထုံးဟာအဖူးအချိတ်ကင်ဆာကို အနီးကပ်ဓာတ်ရောင်ကြီးပေးကုသမှုပြုလုပ်တဲ့နည်းဖြစ်ပြီး Cutter Bay Cancer Center မှာရှိတဲ့အဖို့ချိတ်ကင်ဆာယောဂါကုဌာနကအတိုင်ပင်ခံ Professor ဒေါက်တာဆမ်းမြင့်ကအဲ့ဒီကုထုံးနည်းကိုသုံးလို့ UK မှာဥဆောင်သုတေသနပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Sharon Price ဟာလက်တွေ့စမ်းသပ်မှုမှာအောင်မြင်စွာကုသမှု ခံယူခဲ့တဲ့လူနာတူပါ။သူကိုကုသမှုခံယူပြီး၅နှစ်ကျော်စောင့်ကြည့်ပြီးတဲ့နောက်ယောဂကင်းရှင်းကြောင်းအတီးပြုတ်ခံရပြီး ကုသမှုကနေရေရှည်ဘေးထွက်ဆိုးကျိုးတွေလည်းမရှိခဲ့ပါဘူး။ဥမာကြီးနဲ့ဆိုးကင်ဆာဟာ UK မှာအဖြစ်အများဆုံးကင်ဆာတွေထဲကတစ်ခုဖြစ်ပါတယ်။ကင်ဆာဝေဒနာရှင်တွေကသုံးမှုတပုံကက်ဟာဆိုးကင်ဆာသမားတွေဖြစ်ပြီးနှစ်စဉ်ဆိုးကင်ဆာလူနာတဲ့တပေါင်း၄တောင်ကျော်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းကိုရှုစားရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေကိုရက်30အထိဗီဇာမလိုပဲရုရှားကိုပူတင်ဝင်ခွင့်ပြုတဲ့တဲ့တင်ကိုကြည့်လိုက်ရအောင်ပါရုရှားသမ္မတဗလာဒီမာပူတင်ဟာခီးသွားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေပညာရှင်တွေအမှုပညာရှင်တွေနဲ့အားကစားသမားတွေအပါအဝင်တရုတ်နိုင်ငံသားတွေကိုရက်30အထိဗီဇာမလိုပဲရုရှားနိုင်ငံကိုဝင်ရောက်ခွင့်ပေးမယ့်အမိန့်တရက်ကိုတင်းလာနေမှာလက်မှတ်ရေးထိုးခဲ့ပါတယ် ရုရှားဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုထောင်ထဲချီတဲ့တပ်ဖွဲ့ဝင်တွေမဆေးလွတ်မီရပ်ပိုင်းလိုကပူတင်နဲ့တရုတ်သမ္မတရှီဂျင်ဖင်တို့ဟာအကန့်အသတ်ချက်မဲ့မဟာဗျူဟာမြောက်မိဖက်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီချိန်ကစလို့ရုရှားဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကိုကျော်လွှားနိုင်ဖို့တရုတ်ကတွင်းကုန်တွေကိုအကြီးအကျယ်မိခိုးနေရပါတယ်။ တရုတ်ကရုရှားနိုင်ငံသားတွေကိုဗီဇာမလိုပဲတရုတ်နိုင်ငံကိုဝင်ဝင်ပြုခဲ့တဲ့လုပ်ရက်ကိုတုံ့ပြန်တဲ့အနေနဲ့ပူတင်ကလည်းအဲ့ဒီလို ဆုံးဖြတ်ချက်မျိုးချခဲ့တယ်လို့အမိန့်မှာဖော်ပြထားပါတယ်။အဲ့ဒီအမိန့်သက်ဟာ2026ခုနှစ်စက်တင်ဘာလ14ရက်နေ့အထိတက်ရောက်မှာဖြစ်ပြီးတရုတ်ရွှေပြောင်းလုပ်သားတွေရေရှည်ပညာသင်မဲ့ကျောင်းသားတွေနဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့တရုတ်ပို့ဆောင်ရေးကဏ္ဍမှာရှိတဲ့လုပ်သားတွေအကျုံးဝင်မှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကရုရှားနိုင်ငံသားပုံမှန်ပတ်စပို့ကင်ဆောင်သူတွေကိုစက်တင်ဘာလ15ရက်နေ့ကစလို့တနှစ်တာကာလအတွင်းရက်30အထိဗီဇာမလိုပဲခီးသွားလာခွင့်ပြုမယ်လို့စက်တင်ဘာလကထုတ်ပြန်ခဲ့ပါတယ်။ဂျာမနီစီးပွားရေးစစ်ပီးခေအနက်ဆိုင်ဆုံးအချက်အသေးကိုရောက်နေတယ်လို့စက်မှုအဖွဲ့ပြောတဲ့သတင်းကိုဆက်ကြည့်ရအောင်ပါ။ ဂျာမနီစီးပွားရေးဟာဒုတိယကမ္ဘာစစ်ပြီးကတည်းကအနက်ဆိုင်ဆုံးအချက်အသေးမှရောက်ရှိနေတယ်လို့စက်မှုအဖွဲ့အစည်းတခုကအင်္ဂါနေ့မှာသတိပေးလိုက်ပြီးစီးပွားရေးပြန်လည်ရှင်တန်ဖို့အတွက်ချက်ချင်းရည်ရွယ်ဆောင်ရွက်မှုလုပ်ဖို့လေအဓိပတိဖရက်ဒရစ်မားရဲ့အဆိုအရကိုတိုက်တွန်းလိုက်ပါတယ် ဥရောပရဲ့အကြီးဆုံးစီးပွားရေးဟာအထင်းကိုမရှိကြဆင်းနေပေမဲ့ဖက်ဒရယ်အစိုးရဟာလုံလောက်တဲ့အဆုံးဖြတ်ပေးနိုင်တဲ့တုံ့ပြန်မှုမျိုးမလုပ်ခဲ့ဘူးလို့ဂျာမန်ဆက်မှုလုပ်ငန်းဖက်ဒရေးရှင်း BDI ရဲ့ဥက္ကဋ္ဌပီတာလိုင်ဘင်းကားကပြောကြားလိုက်ပါတယ်။ဂျာမနီကမုန်တိုင်းတစ်ခုနဲ့ရင်ဆိုင်နေရတာပါ။ဆိုရင်ကုန်ကြမ်းစရိတ်မြင့်မားမှုတွေကြောင့်ထုတ်လုပ်သူတွေဝန်းတို့ဝန်ပိုးဖြစ်နေပါတယ်။အဓိကဈေးကွက်တွေမှာဂျာမန်ထုတ်ကုန်တွေအတွက်ဝယ်လိုအားကျဆင်းနေပြီး တဖက်မှာလည်းတရုတ်နိုင်ငံကစက်မှုလုပ်ငန်းပြိုင်ဘက်ဖြစ်ပေါ်ထွက်လာနေတာကြောင့်အမေရိကန်သွင်းကုန်ခွန်ကြီးမြင့်မှုတန်ကိုလည်းခံနေရပါတယ်။ဂျာမနီဟာစီးပွားရေးကျဆင်းမှုကိုနှစ်နှစ်ဆက်တိုက်ခံခဲ့ရပြီး2025ခုနှစ်မှာအနည်းငယ်တက်တာရာရကတိုးတက်မှုနှုန်းအနည်းငယ်သာရှိနေမယ်လို့ဆိုပါတယ်။မေလာအတွင်းကအာဏာရလာခဲ့တဲ့မားရှက်ကွန်ဆာဗေးတစ်အစိုးရကဥရောပရဲ့အစဉ်လာ စီးပွားရေးအင်အားကြီးနိုင်ငံကို တဖန်ပြန်နှိုးထလာအောင်လှုံ့ဆော်မယ်လို့ကတိပြုထားပြီး သူလုံးမဲ့အစီအစဉ်တွေထဲမှာကာကွယ်ရေးနဲ့အခြေခံအဆောက်အုံကဏ္ဍမှာအစိုးရငွေကြေးသုံးစွဲမှုတွေပြုလုပ်ဖို့လဲပါဝင်ပါတယ်။ဒါပေမဲ့အဲ့လိုဂျိုးပန်းဆောင်ရွက်မှုတွေဟာနှေးကွေးလို့နဲ့လို့ဆိုပြီးစက်မှုထိပ်သီးလုပ်ငန်းကြီးတွေက ပို့လို့စိတ်ပက်လက်ပြတ်ဖြစ်နေကြပါတယ်။နာတာရှိလုံသားအင်အားမလုံလောက်မှုကနေကြီးလေးတဲ့ဘီရိုကရေစီဝင်တို့ဝင်ပိုးတွေအထိနှက်ဆိုင်တဲ့ပြဿနာတွေကို လုံလောက်စွာ မကင်တွယ်နိုင်ခဲ့ဘူးလို့သူတို့ကဆိုကြပါတယ်။ ိုင်းပြည်ရဲ့စီးပွားရေးဟာဖက်ဒရယ်သမ္မတနိုင်ငံစတင်ထူထောင်ကလေးကအနောက်ဆိုင်ဆုံးအချက်အတည်းနဲ့ကြုံနေရပါပြီ။ဒါပေမဲ့လည်းဖက်ဒရယ်အစိုးရဟာလုံလောက်တဲ့တန်တိတ်ထန်နဲ့မတုံ့ပြန်သေးပါဘူးလို့လိုင်ဘင်ကာကပြောပါတယ်။ ရှင်ပြန်နိုင်စွာနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိဖို့အတွက်တိကျတဲ့ဦးစားပေးလုပ်ငန်းတွေနဲ့ဂျာမန်စီးပွားရေးမူဝါဒတွေကိုနောက်ကျောင်းပြန်လည်နိုင်ဖို့ဂျာမနီကလုပ်ဖို့လိုနေပါပြီလို့သူကဆက်လက်ပြောကြားခဲ့ပြီးစီးပွားရေးကျဆင်းမှုကိုရပ်တန့်နိုင်ဖို့အတွက်အဆုံးဖြတ်ပေးနိုင်တဲ့အဆောက်အုံဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုချက်ချင်းလှုပ်ဆောင်ဖို့လိုနေတယ်လို့တတိပေးလိုက်ပါတယ်။စမှုအတင်းချုပ်များစွာရဲ့ညွန်ပေါင်းအဖွဲ့အစည်းဖြစ်တဲ့ BDI ကအင်္ဂါနေ့မှာနောက်ဆုံးထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာ ဂျာမန်စစ်မှုထုတ်ကုန်ဟာ2025ခုနှစ်မှာနှစ်ရာခိုင်နှုန်းကျဆင်းသွားလိမ့်မယ်လို့ခန့်မှန်းထားပြီးဒါဟာလေးနှစ်စရိုက်ကျုံဝင်သွားမှုဖြစ်လိမ့်မှာဖြစ်ပါတယ်။မတော်ရင်ထုတ်လို့ရေးကနေစက်ယုံစက်ပစ္စည်းတွေနဲ့တမန်နီအထိအကြီးစားစက်မှုလုပ်ငန်းဟာဂျာမန်စီးပွားရေးအတွက်အရေးပါနေစေဖြစ်ပါတယ်။ဂျာမနီမှာအရွယ်အစားဆုံးစက်မှုကုန်ထုတ်လုပ်ငန်းပေါင်း3000ကျော်ရှိပြီးအလုပ်သမား8000ကျော်ကိုအလုပ်ပေးထားတယ်လို့ BDI ရဲ့စီးရင်စရာအရာသိရပါဗျ။ အဲ့ဒီအဖွဲ့ကြီးရဲ့ဝေဖန်ပြောကြားမှုတွေဟာတခြားနေရာပေါင်းစုံကပြောကြားတဲ့စိုးရိမ်ပူပန်မှုတွေနဲ့တထက်ထဲကြာနေပါလေ။မတ်စ်ပြုလုပ်မယ်လို့ပြောထားတဲ့ပြည်သူငွေကြေးသုံးစွဲမှုတွေဟာစီးပွားရေးကို တာရှည်ပြန်လည်နှိုးထလာဖို့လုံလောက်စွာအမခံချက်ပေးနိုင်မှာမဟုတ်ဘူးလို့နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ကလည်းအရင်ဘက်ကပြောထားပါဗျ။စီးပွားရေးတိုးတက်မှုဖြစ်စေမဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုချမှတ်လှုပ်ဆောင်ဖို့လဲသူတို့ကအစိုးရကိုတိုက်တွန်းထားတာပါ။ လိုပဲဖြစ်စေမုဂုတ်ဇဝိုင်းအလိုမှာမျောလင်းချက်ရောင်ကြီးတချို့ကိုမြင်နေရပြီဖြစ်ပါတယ်။နောက်နှစ်စီးပွားရေးပြန်လည်ဥမော့လာမယ်လို့မျောလင်းထားပြီးစီးပွားရေးဖွံ့ဖြိုးမှုနှုန်းတိတိမမ300ခန်းလုံးရှိမယ်လို့အစိုးရကခန့်မှန်းထားတာပါ။သူ့အစိုးရရဲ့ဆောင်ရွက်ချက်တွေကိုမတ်စ်ကအရင်အပတ်မှာကာကွယ်ပြောကြားခဲ့ပါတယ်။စီးပွားရေးလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာဖို့သူ့ကိုအချိန်ပိုပေးဖို့လည်းပန်ကြားခဲ့ပါတယ်။အစိုးရဆိုတာအမြန်သွားချင်ရင်တစင်မဟုတ်ပါဘူး။ တင်မောကြီးတစဉ်ဖြစ်ပါတယ်လို့ BDA လုပ်ငန်းရှင်များအသင်းကပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာ သူကပြောကြားခဲ့ပါတယ်။ရေနံတင်တင်မောအရွယ်စားရှိတဲ့တင်မောကြီးတစည်းကိုရက်အနည်းငယ်အတွင်းပြန်လှည့်လို့မရပါဘူး။အမြန်သွားရေရင်တစဉ်လို180ဒီဂရီချက်ချင်းနောက်ကြောင်ပြန်လှည့်လို့မရပါဘူး။အချိန်ယူရပါတယ်လို့သူကပြောကြားခဲ့ပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်1100ကျပ်ပြင်ပပေါင်စဉ်4060ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1631.29ကျပ်ပြင်ပပေါင်စဉ်3109ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1432.29 နှစ်နှစ်ကြာပြင်ပပေါင်စီ4900ကြာထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64တသမ84ကြာပြင်ပပေါင်စီ129တသမ48ကြာမလေးရှားတဝင်းခီကိုစစ်ကောင်စီတတ်မှတ်စေ906တသမ20ကြာပြင်ပပေါင်စီ989ကြာပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့တင်းသတ်မှတ်စေ59သိန်း9000ကျပ်ပြင်ပပေါင်စေ88သိန်း4000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့တင်းသတ်မှတ်စေ56သိန်း15625ကျပ်ပြင်ပပေါင်စေ83သိန်း2000ကျပ်ပေါင်စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ ီဇယ်လီတာကို2535ကျပ်ပရီမီယံဒီဇယ်လီတာကို3030ကျပ်အော်ဒီ92လီတာကို2490ကျပ်အော်ဒီ95လီတာကို2580ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါစသုံးသည့်ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါနောက်ဆုံးရအစားအစီအစဉ်တွေကတော့စားအစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ 6280ကျပ်ပြင်ပပေါက်စီ1000ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါစင်းလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ The Mizima Prime Time Mizima သတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ thank you